အိန္ဒိယနိုင်ငံတောင်ပိုင်းကာရလာပြည်နယ်ကမ်းလွန်ပင်လယ်ပြင်မှာစီနဲ့အန္တရာယ်ရှိပစ္စည်းတွေတင်ဆောင်လာတဲ့ကုန်တင်သင်္ဘောတစီနင်းမြုပ်စီယိုဖိတ်မှုဖြစ်လို့အာဏာပိုင်တွေကအရေးပေါ်ခြေနေကြီးညာထားရပါတယ်။တနင်္ဂနွေနေ့မနက်ပိုင်းကလိုင်ဘေးရီးယားနိုင်ငံမှတ်ပုံတင်ထားတဲ့သင်္ဘောဟာကိုချီကန်အိုတဲ့အလွန်ရေမှန်း38မိုင်ကွာမှာကုန်တူလောင်ကန်တခုနဲ့ရေဝင်ရောက်တာကနေတင်ဆောင်နင်းမြုပ်ခဲ့တာပါ။အဲ့ဒီကန်အိုတဲ့ဟာ ရင်းနေဇီဝမျိုးစုံမျိုးကွဲတွေရှိပြီးခီးသွွားအချက်ချနေရာတနေရာလည်းဖြစ်ပါတယ်။တင်မောသား24ရောက်စလုံးကိုတော့အိန္ဒိယရေတပ်ကတနအိကျော်ကြာကဲတင်နိုင်ခဲ့ပေမဲ့တင်မောပေါ်တင်ဆောင်လာတဲ့ကုန်သက်တာ640တဲကတချို့ဟာကမ်းခြေအထိ မျောပါလာတယ်လို့ဆိုပါတယ်။ဒါကြောင့်လောင်စာဆီရေနံနဲ့တခြားဘေးပစ္စည်းတတ်တဲ့ဓာတ်ုပ်ပစ္စည်းတွေဟာအာရေဗျပင်လယ်ရဲ့ယူဖိမှုတွေရှိခဲ့ပြီးဂေယိုရန်ဒေတာကင်တွေနဲ့ပင်လယ်သတ္တဝါတွေ ဘေးရန်တွေဖြစ်မှာကိုအာနာပိုင်တွေကစိုးရိမ်နေကြတာပါစီအလွှာပြင်ဟာကော်ရလာကိုင်းဝင်းတဲ့လျှောက်ရောက်လာနိုင်တာကြောင့်ပြည်내အုပ်ချုပ်ရေးမှုကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားရတာပါဒေသခံတွေကိုကုန်သစ်တာတွေနဲ့စီအလွှာတွေကိုမထိဖို့အာနာပိုင်တွေကတားမြစ်ထားပြီးငါးဖက်ဆက်လီတွေလည်းသင်ပေါ်နင်းမြုပ်တဲ့နေရာဘက်ကိုမသွားဘူးလေတိုက်တွန်းထားပါလေတနင်္လာနေ့မှာတော့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုထိ ंछ ွေလုပ်ငန်းတွေအင်းတိုင်းအားတိုင်းဆောင်ရွက်နေကြပြီးအိန္ဒိယကမ်းခြေဆောင်တပ်ကလည်း ်တဘာမပောင်းဝဲချင်းညဉ့်ညမ်းမှုထိန်းချုပ်ရေးတင်းမောတစည်းနဲ့လောင်စာစီရှာဖွေရေးစနစ်ပါလေရင်တစည်းဆေလွတ်ထားပါတယ်တင်းမောပေါ်မှာအန်ဒီယန်ရှိကုန်ပစ္စည်းပါကုန်သစ်တာ73လုံးနဲ့ပင်လယ်ရေနဲ့ထိရင်မီးလောင်လွယ်တဲ့တန်းခွေထုတ်လွှတ်နိုင်တဲ့ကယ်လ်ဆီယမ်ကာဘိုက်ပါကုန်သစ်တာ72လုံးပြင်ဒီဇယ်စီမက်ထရစ်တန်85လန်နီးပါးနဲ့မီးပြင်းဘူစီမက်ထရစ်တန်360ကျော်ကိုလည်းတင်းမောပေါ်မှာတင်ဆောင်လာတာလည်းဖြစ်ပါတယ်ခင်ဗျာ